1948ခုနှစ်ဇူလိုင်လ19ရက်နေ့တွင် နေကျက်လက်ပါစီမတမာရန်သူများရဲ့လက်ချက်နဲ့ကြာဆုံးသွားရရှာတဲ့လွတ်လပ်ရေးပြည်သူ့ကပြည်သူ့ဖခင်ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွအာဇာနည်ကြီးများရဲ့ရုပ်ကလပ်ကို1948ခုနှစ်ဇူလိုင်လ17ရက်နေ့နေ့လေတနာရီ15မိနစ်အချိန်မှာအာဇာနည်ဗိမာန်တို့ပို့ဆောင်သင်းယူဖို့အတွက်ထွက်ပေါက်လာကြပါလေ ဇာပနပို့ဆောင်ရမှာနိုင်ငံတော်ကြီးရည်လီတက်မတော်သားများနဲ့တကွတပ်ဖွဲ့ပေါင်းစုံမှပူဆောင်ကြည့်တဲ့လာရရှုမြင်ရသူပြည်သူအလုံးချိန်မီအောင်များပူဆွေးတက်တာတော်ဖြင့်လိုက်ပါပို့ဆောင်ကြပါမည် တင်ရင်များပေါ်မှာတင်ဆောင်လာတဲ့အာဇာနည်ကြီးများရဲ့ယုတ်ကလပ်ကိုပြည်သူလူထုကဝမ်းနဲ့ကြည်ကွဲစွာအလေးပြုကြပါတယ်။ယူရီဟောကနေပြီးလေးစုတပ်ပုံချွေတုံစီတီတော်ကြီးတို့ဦးဒီကပို့ဆောင်ရလမ်းတလျှောက်မှာပေးတာအပေါင်းရှင်းတော့ဝဲရပြည့်တဲ့နေပါတယ်။ န်းတစ်ခွင်းမှလည်းလိုက်ပါပို့ဆောင်သူများရောနောက်ဆုံးမျှော်ရှုအလေးပြုကြသူအပေါင်းတို့ကချေခွဲဝယ်ရာတွေ့မြင်ရပါတယ် ုံးနဲ့တကွနိုင်ငံများတန်တမာများစစ်ပယ်အရာရှိကြီးများပါလိုက်ပါပို့ဆောင်ကြပါတယ်အာဇာနည်ကြီးများရဲ့ယုတ်ကလ ်မြုံနှံမှုအတွက်1948ခုနှစ်မတ်လ28ရက်နေ့မှစတင်အုံမြင့်ချတိဆောက်ခဲ့ရတဲ့အာဇာနည်ဗိမာန်ကိုလည်းအသင့်ပြင်ဆင်ထားပါတယ်အာဇာနည်ကြီးများရဲ့ရုပ်ကလပ်များကိုကြိုးတင်ဆောင်စားနေကြတဲ့ပိဋကကြီးကလည်းတစုတစ်ပေါင်းအားကောင်းတာပါလေခဏကြီးခွဲအချိန်မှာတော့ အာဇာနီကုန်းလို့အမည်ကတဲ့အာဇာနီဗိမာန်ဝကိုရောက်ရှိလာကြပါလေ။အာဇာနီကောင်းဆောင်ကြီးများရဲ့ရုပ်ကလများကိုအလဲဘိုးမဘိုးချုပ်အောင်ဆန်းလက်ရဘက်မှာသခင်မြဥပဝင်းမိုင်းဘုံစော်ဝါကြီးနဲ့ဦးအောင်မောင်လက်ဝဲဘက်မှာဥပချိုးမန်းပါခိုင်မစ္စတာရာဇတ်နဲ့ရဲဘော်ထွေးတို့ရဲ့ရုပ်ကလများကိုတက်ဆိုင်ရာအုပ်ကူအသီးသီးမှာထားရှိပါလေ။ တဏှာများဖြစ်ပေါက်ခါစိတ်ကြံများပုတ်ပြီးအလေးပြုကြတဲ့ရင်ပမတ်တမတော်လင်းညာတို့ကလည်းဝိဟင်းရမနေပြီးအာဇာနီကုန်းကိုဥတိုက်ပြန်ဝဲကပန်းမျိုးစုံများနဲ့လွမ်းလူပန်းဝေကျဲချပြီးအလေးပြုကြပါလေ။အကြီးရဲ့ကိုစားအတွင်းဝင်ဥရွှေဘောနဲ့နိုင်ငံသားတန်တမာများကလည်းလွမ်းသူပန်းဝင်များနဲ့အေးပြုကြပါဘူး ားနဲ့တကွာအာဇာနည်ကြီးများရဲ့ဇာပနာအခမ်းအနားဟာညနေ၄နာရီအချိန်မှာပြီးစီးပါတော့တယ်ခင်ဗျာ